ိဝန်ကြီးကိုမောင်တော်မများအခုဒါကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာဆိုလို့ရှိရင်တော့အခုဒီဘန်ကောက်မြို့မှာအခုလက်ရှိရတော့မရောက်လာရောက်နေပါတယ်เนาะမရောက်လာရောက်နေပါတယ်မရောက်လာရောက်နေတဲ့ဟိုတယ်ကိုလည်းဒါထိုင်းအောင်ရွှေမြမာကြီးတော်တော်များများအတိအကျတည်ကြပါတယ်เนาะအတိအကျတည်ကြပါတယ်မရောက်လာရအခုဆိုလို့ရှိရင်ထိုင်းနိုင်ငံမှာရှိနေတဲ့ဘန်ကောက်မြို့ကိုရောက်နေတယ်ဘန်ကောက်မြို့ကိုရောက်နေတယ် ဘာကမျိုးရောက်နေလဲရောက်လာရခြင်းရဲ့အဲအဒီအဒီကအဓိကအကြောင်းကတော့ business ဒါအစီအိုသူတက်ရောက်ဖို့အတွက်ဆိုပြီးတော့မှတော့ရောက်လာတာဖြစ်ပါတယ်။ရောက်လာတဲ့အခြေအနေနဲ့အကြောင်းတရားတွေကိုဒါကျွန်တော်တို့တွေကမိဘညီကိုမောင်နှမတွေကိုဒါဒီနေ့သုံးသပ်ပေးပါမယ်။ နော်အဲ့တော့အချမ်းမစစ်ကောင်စီမင်းအောင်လှိုင်ကထိုင်းနိုင်ငံမှာရှိနေတဲ့ဒီ Mr. State ဒီအစည်းအဝေးပွဲကိုသူလာတာဒီအမှန်တိုင်းပြောရမယ်ဆိုလို့ရှင်တော့ခွေးတို့ပေါက်ကနေလာတဲ့ပုံစံလို့ဒါကျွန်တော်တို့ပြောလို့ရပါတယ်ခွေးတို့ပေါက်ကနေလာတယ်အဲ့တော့ထိုင်းနိုင်ငံကိုလာတဲ့သူတော့ဟိုအများအများကနော်နိုင်ငံတကာဟိုခေါင်းဆောင်တွေပေါ့နော်နိုင်ငံတကာခေါင်းဆောင်တွေတော်တော်များများဒါကျွန်တော်တို့ထိုင်းနိုင်ငံကိုလာပြီးဟေးဆိုလို့ရှင်ဘယ်ဘယ်လမ်းကြောင်းဘက်ကိုဒါကျွန်တော်တို့လာကြလဲဆိုလို့ရှင်တော့စူဝနဘုံလေးစိတ်တည်းမလား စုဝက်နှောင်းပေါင်း၄စိတ် international အပြည်ပြည်ဆိုင်ရာ၄စိတ်ကနေပေါ်မှာလာကြတယ်။အကြမ်းစစ်ကောင်စီမရောက်နိုင်ထိုင်းနိုင်ငံအဲဘန်ကောက်ကိုလာတဲ့အခါကျမှအာဒေါ်မောင်းလီစိတ်ဘက်ကနေပြီးတော့မှသူလာတယ်လာတဲ့အခါမှာသူ international အဲအပီပီဆိုင်လေစိတ်လေရင်ကွင်းလမ်းကြောင်းကိုသူမသွားရဘူးဘာဖြစ်လို့မသွားရလဲဆိုတော့အပီပီဆိုင်ကသူ့ကိုလက်မခံဘူးဆိုတော့သူကိုယ်တိုင်သိတယ်အပီပီဆိုင်လေရင်ကွင်းထိုင်းနိုင်ငံဘန်ကောက်ကိုအပီပီဆိုင်ဆိုင်ရာစူပါနော်ဘုံလေရင်ကွင်းကနေသူဆင်းပြီးဆင်းပြီးဟေ့ဆိုလို့ရှိရင်သူစောက်ချက်တော်တော်ကွဲမှာသူစောက်ချက်တော်တော်ကွဲမယ်နောက်ပြီးတော့မှ ်ကမ္ဘာနိုင်ငံအသီးသီးတော်တော်များများမဲအောင်လိုက်ပြီးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေပေါ်မှာဘယ်လိုမျိုးဆက်ဆံတယ်လဲဘယ်လိုမျိုးဘယ်လိုမျိုးဒါကျွန်တော်တို့အော်လူအခွင့်အရေးတွေချိုးဖောက်မှုတွေရှိတယ်လဲ။နောက်မြန်မာပြည်သူပြည်သားတွေကိုနစ်နာအောင်ဘလို့ထားလဲဆိုတာအပြည်ပြည်ဆိုင်ရာလေးစိတ်လမ်းကြောင်းကလူတွေကသိတယ်လေ။အဲ့တော့အပြည်ပြည်ဆိုင်ရာလေးစိတ်လမ်းကြောင်းကနေသူလာမယ်ဆိုလို့ရှိရင်သူစောက်ချက်ကွဲမှာဖြစ်တဲ့အတွက်ကြောင့်သူဘယ်နိုင်လာလဲဆိုလို့ရှိရင်ထိုင်းနိုင်ငံကိုလာတဲ့အခါမှာဟိုခိုးကြောင်ခိုးဘက်လမ်းနောက်ခိုးပေါက်လမ်း ဟိုကျွန်တော်ဒီကျွန်တော်တို့ဒွေဥတော်လိုက်ရေးပါတည့်တည့်ရတိုင်းပဲပိုက်တကွန်မင်းသားတယောက်เนาะပိုက်တကွန်ဆိုရဲရုပ်ရှင်မင်းသားတယောက်ကသူဒီအဲ့လိုပဲအစတော့ဆန္နာပြတယ်ဆန္နာပြနောက်ပိုင်းမှာမှတခါတည်းသူဒီဘောမသွားတဲ့ကိစ္စကြောင့်တော်တော်များများသူ့ကိုအဲထိုင်းနိုင်ငံမှာရှိနေတဲ့ဒီလူငယ်တွေရောတော်တော်များများเนาะနောက်တော်လိုင်းလူငယ်တော်တော်များများလည်းပိုက်တကွန်ဆိုရဲရုပ်ရှင်မင်းသားတယောက်ကိုဘွိုင်းကောက်လုတ်ခဲ့တယ် လိုက်လုတ်ခဲ့တော့ဘိုက်တကောကထိုင်တဲ့ကဲကိုလာတဲ့ခါပါလဲအဲ့ပုံစံအဲ့နီလန်အဲ့လန်ကြောင်အတိုင်းအဲ့ဒီပုံစံမရောက်နိုင်ဘူးလာတာဖြစ်ပါတယ်လို့ဒါကျွန်တော်အနေနဲ့ပြန်ပြီးတော့မှသုံးသက်ပြရစေနော်အဲ့တော့ဘိုက်တကောလက်ထုံနေနေကောင်းမယ်ဒုံမုံးလေးစိတ်ကနေသူပြန်လာတယ်လေပြန်လာတယ်အဲ့လိုမျိုးပုံစံပဲအခုမရောက်နိုင်လဲဒုံမုံးလေးစိတ်ကနေသူလာတယ်အဲ့တော့ပြောချင်တာတကွာအကြပတ်စစ်ကောင်စီမွေးထားတဲ့တက်ရှုတွေအများကြီးရှိတယ်ဒီနိုင်ငံကြီးလောကမှာနော်အများကြီးရှိတယ်အများကြီးရှိတယ်အဲ့ဒီပုံစံတိုင်းသူလာတာအခုလဲသူလာတယ် သူအခုဒီကြောက်ပြမြင့်ပေးနာဟိုတယ်မှာသူတော့တဲတယ်အဲ့အဲ့တဲတဲတဲ့အခါမှာဒီနေ့လူငယ်တယောက်ကနေတော့မှာဆန္ဒပြလိုက်တယ်ဆန္ဒပြတယ်ဆိုတော့ဒါအမှန်ပဲအဲ့တော့ဒုကြကြတခုကိုယူတာကျွန်တော်တွေ့ရမှာအဲဒေါမုံလေးစိတ်ကနေပြီးတော့မှမရောက်လိုက်ဆင်းလာတဲ့အခါမှာအလုသမိုင်းရယာဝန်ကြီးဌာနကနေပြီးတော့မှသူ့ကိုကြိုးဆိုတယ်အဲ့ဒီအလုသမိုင်းရယာဝန်ကြီးဌာနကိုကျွန်တော်တို့ကအပြင်မှာတွေ့ပါတယ်เนาะအပြင်မှာတွေ့ပြီးသွားပြီဖြစ်ပါတယ်အပြင်မှာတွေ့တဲ့အခါမှာအခုငလင်တန်ခန်းစားနေရတဲ့ဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့မှအလုသမိုင်းရယာဝန်ကြီးဌာန အဲ့ဒီလူကြီးကိုယ်တိုင်လာတွေ့တာဖြစ်ပါတယ်အဲ့ဒီမှာထူးခြားချက်ကဘာလဲဆိုတော့ရှင့်အလုံသမိုင်းရဝန်ကြီးဌာနမရောက်နိုင်ကိုကြိုဆိုတဲ့မျက်နှာကိုတိတိကျကျကြည့်ပါတိတိကျကျကြည့်ပါတိတိတေချာကြည့်ပါမြက်လူဟိုဟာမြက်မျက်စိပေါ့နော်မျက်စိရစိတ်တကားပေါ့ပဲမျက်စိရစိတ်တကားပေါ့နောက်အပြုတ်အမူမျက်နှာအနေဒါလူတယောက်ရဲ့အတွင်းစိတ်သဘောသဘာဝပေါ့နော်အတွင်းစိတ်သဘောသဘာဝကိုဒါအတိကပေါ်လွင်စေတဲ့အကြောင်းတရားပေါ်လွင်တာပဲလေနော်ပေါ်လွင်တာပဲ ဲ့တော့အချားပဲစစ်ကောင်စီမရောက်လိုက်ကိုဂျူဆိုတဲ့အလုတ်တပိုက်ရဝကြီးထာတာသူ့လောဝဟိုဘယ်လိုပြောပြမလဲမနှစ်မျိုးအမှန်တိုင်းပြောရမှာဆိုလို့ရှိရင်အဲသူလဲလူကြီးဟုတ်ပဲဟိုသူလဲလူကြီးဒီဘက်ကလူကြီးလူတွေကလည်းလူကြီးဒါပေမဲ့သူ့ကိုလက်မရောက်လိုက်ကိုလက်ခတ်လိုက်တဲ့ပုံစံမရောက်လိုက်ကိုဂျူဆိုလိုက်တဲ့ပုံစံရကြီးလိုက်တဲ့အခါမှာဟိုဘယ်လိုပြောပြမလဲဟိုတော်တော်ကိုစိတ်ပြတ်တယ်ဗျာတော်တော်ကိုစိတ်ပြတ်ပြီးတော့ပါတော်တော်ဟာမရောက်လာမင်းလူမျိုးလူကောက်ရီးကိုဂျိုးဆိုရတာအမင်္ဂလာ အမင်္ဂလာပဲပေါ့နော်မင်းလိုမျိုးကောင်ကြိုးစားတာအမင်္ဂလာပဲမင်းလိုမျိုးအရေးချင်းမရှိတဲ့သူမင်းလိုမျိုးမင်းလိုမျိုးဟလာမြန်မာပြည်သူပြည်သားတွေကိုတတ်ဖြတ်ပြီးတော့မှအာဟိုလူငယ်ပေါင်းမြောင်မြောင်စွာရဲ့ဘဝတွေကိုခူလုံလုံပြီးတော့မှမြန်မာထိုင်းနိုင်ငံရောက်ရွှေပြောက်အလုသမားတွေရဲ့ဘဝတွေကိုခြာနှင်းပြီးတော့မှဟလာမင်းကမင်းလူကြီးလိုလိုပါလိုလိုလာပြီးတော့မှကုတ်တွေဘုတ်တွေရှုတ်တွေဝေ့ပြထားတယ်လို့ယွန်လိုက်တာလို့မပြောရုံတမဲပါပဲလို့ဒါကျွန်တော်အနေနဲ့ပြောချင်ပါတယ် နော်မပြောတော့တမဲပါပဲဒါမျက်လုံးကြည့်တာနဲ့သိတယ်အခြေအနေကိုကြည့်တာနဲ့အတူတူပဲအဲ့ဒါအဲ့တော့ဒါကျွန်တော်တို့ကွက်ကွက်ကွက်စိတ်ပေါ့နော်ပြန်ပြတော့ပါသုံးတတ်တာသုံးတတ်ပေးတာပါပြီးပါကြီးကိုပေါ့တော့ပါဗျာအဲ့တော့ဒီဒိတ်သီးအစီဝေးအဲဘစ်စတက်အစီဝေးကိုလာတဲ့အကြပ်ဆက်ကောင်စီဘေးအောက်လိုင်းဟာကိုစောက်ချက်ကိုလာခွဲရတဲ့အတူတူပဲသူအချက် သူလာခွဲရတဲ့အတူတူပဲသူဒီအစီဝေးပို့လာတတ်တာဒီဘာအောင်မြင်မှုမှရမှာမဟုတ်ပါဘူး နော်ဘာအောင်မြင်မှုကရမှာမဟုတ်ပါဘူးနော်ဘာအောင်မြင်မှုမှလည်းရမှာမဟုတ်ဘူးနော်နိုင်ငံတကာအိမ်မီလည်းရမှာလည်းမဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့သူသူဒီမြန်မာနိုင်ငံရဲ့တရားဝင်အစိုးရကလည်းမဟုတ်ဘူးဆိုတော့ထိုင်းနိုင်ငံမှာရှိနေတဲ့ဝင်ကြီးတွေတည်တယ်ထိုင်းနိုင်ငံမှာရှိနေတဲ့အလို့သမားကြီးရာဌာနလည်းတည်တည်တယ်မြန်မာနိုင်ငံမှာရှိနေတဲ့တရားဝင်အစိုးရမဟုတ်ဘဲနဲ့ခွေးတို့ပေါက်ကနေဝင်လာတဲ့ဒီအကြမ်းဖက်စစ်ကောင်စီမင်းအောင်လိုက်ဘာပဲပြပြ เนาะอปวยอะไรซอเปียตูบดุมาหลูยาตวยมาหมออะน่ะมาเปียวแน่เลยเมียออนไลน์อะคูตูเตยดอโฮเทลมาเรามาหลูเงินเตียวก็ลาပြီးတော့มาสานะปะชาปไลด์ดาเวดาสานะปะชาปไลด์ดาเวดาปุ๊บเปเลเลเปียวปะดาดิสานะปะชาไลด์ดาเวไตติปิติกบาติตูซอกแช่กวยดาเวနော်အခုဟိုမှာဒီသက်စရတပီးတပီးကသူ့ကိုလက်ဆွဲပြီးတော့မှနှုတ်ဆက်တာတို့ဘာတို့ညာတို့ဆိုလို့ချင်းလိပ်ပြလုံလားပေါ့လိပ်ပြလုံလားအဆင်းရှိလားပေါ့ကျွန်တော်ကတော့ပြောချင်တယ်လိပ်ပြလုံလားအဆင်းရှိလား အာဟိုမင်းလဲသွားလိုက်လေမင်းလဲသွားလိုက်လေဟာလားမင်းလဲသွားလိုက်လေဆိုပြီးတော့ပြောတဲ့တယောက်ကိုဒါကျွန်တော်ပြပြပဲမေးရောက်လိုက်တဲ့ဟိုတယ်တရအစိမ့်ရှိလားလို့ကတော့ပြောပြကြတယ်နော်မင်းလဲသွားလိုက်လေလို့ပြောတဲ့တယောက်ပြီးတော့ဆောက်ရှက်ခွဲတာနော်အခုမေးရောက်လိုက်တဲ့ဟိုတယ်နဲ့မေးရောက်လိုက်နဲ့တန်လားတူလာတန်လားတခါလည်းပြောဦးမယ်တူလာတန်လားတူလာတန်လားမြန်မာနိုင်ငံကိုဘုံကျဲနော်မြန်မာလူငယ်တွေရဲ့ဘဝတွေကိုတတ်ဖြတ် အဲ့လိုမျိုးတက်ပြတ်ထားတဲ့ကောင်ကအခုထိုင်တဲ့ကောင်ကလာပြီးတော့ဗစ်စတာအစီအဝေးပွဲလာလာတက်ပြတ်ပါသူပုံးလေမင်းအောင်လိုက်တဲတဲ့ဟိုတယ်နဲ့မင်းအောင်လိုက်အရေးချင်းနဲ့တန်လာလို့ငါအဲ့တစ်ချက်ပဲမေးမယ်မင်းတို့စကားစားဘက်ကသုံးနေတဲ့စကားတိုင်းပဲတန်မင်းတို့ဆောက်စင်နဲ့တန်လာအဲ့ဒီဟိုတယ်မှာမင်းအောင်လိုက်တဲတဲ့ဟိုတယ်မှာမင်းအောင်လိုက်ဆောက်စင်နဲ့တန်တန်လာကွာတန်လာမေးကြီးတန်လာလို့ပြန်မေးလာအောင်မယ် ဒါလောက်ဒီထိုင်းနိုင်ငံကိုလာလာခွေးတို့ဘောက်ကနေဝင်လာတဲ့ကောင်ကိုမင်းတို့ကလူရဝိုင်းသိင်းဝိုင်းသွင်းချင်သေးတယ်မရဘူးမင်းရောက်လာငါတတိရှိရှိပြောလိုက်မယ်စကားတကွန်စူဝါနမုံလေးစိတ်ကနေဘာဖြစ်လို့မလာရဲတာနဲ့အဲ့ဒီချက်ပဲငါထောက်မယ် international လေးစိတ်လမ်းကြောင်းကနေမရောက်လာဘာဖြစ်လို့မလာရဲတာလဲပြောအဲ့ဒါပြောသူ့ကိုသူသိတယ်ငါသည်တခိုးငါသည်ဓမြငါသည်လူသက်ကောင်ငါသည် လူမှန်မဟုတ်ဘူးငါသည်အချင်းမြတ်ခြားစားသောလူတယောက်ဖြစ်တယ်ဆိုတာသူ့ကိုသူသူသိနေလို့ ထိုင်းနိုင်ငံမှာ၄သိန်းခုရှိတယ်ဇူဝန်နဖုတ်၄သိန်းရှိတယ် international ၄သိန်းတတိယရှိရှိ international ဇူဝန်နဖုတ်၄သိန်းကနေဒီကောင်လာလေးအဲ့ဒါဆိုရင်ဟမ်နိုင်ငံတကာမှာရှိနေတဲ့ဒိတ်ဒိတ်ကျဲလူကြီးတဲ့အပြည်ပြည်ဆိုင်ရာဒိတ်ဒိတ်ကျဲလူကြီးတဲ့လာတဲ့ international ၄သိန်းကနေလာလေးခွေးတို့ဘက်ကနေမလာနဲ့ နော်မင်းတို့စာကားသားကိုထောက်ခံနေတဲ့မင်းအောင်လိုင်းကိုထောက်ခံနေတဲ့ကောင်က ခွေးတိုးပေါက်ကမင်းအောင်လိုင်းခွေးတိုးပေါက်ကအလုပ်တွေလုပ်ကြလဲမင်းတို့လက်ခံတယ်နော်မင်းတို့စောက်စင်းတွေကိုပြောပြမယ်မင်းတို့မာအားလားမင်းအောင်လိုင်းကိုထောက်ခံနေတဲ့ကောင်မင်းအောင်လိုင်းခွေးတိုးပေါက်ကအလုပ်လုပ်သမျှမင်းတို့အကုန်လုံးလက်ခံတယ်မင်းအောင်လားဆိုမင်းအောင်လိုင်းစောက်ချက်ကွဲလဲမင်းတို့လက်ခံနေတယ်မင်းအောင်လိုင်းလူစင်းမမီလဲမင်းတို့လက်ခံတယ် လက်ခံပါမှာတခိုးကတခိုးလက်ခံနေတဲ့အတိုင်းဝိုင်းဖြစ်နေတာဓမြဓမြလက်ခံနေတဲ့အတိုင်းဝိုင်းဖြစ်နေတာအချိန်မြခြားစားနေတဲ့ကောင်တွေကအချိန်မြခြားစားမှုတွေနဲ့ပတ်သက်ပါမှာလက်ခံနေတာဟုတ်တိတ်တိတ်ကြညာရှင်းမြမင်းတို့အကြမ်းမဲ့စစ်ကောင်စီမင်းအောင်လိုင်းမင်းအောင်လိုင်းဒီဒီနေ့ဒီချိန်ဒီလူကြီးမပီတာသေးဘူးတော့လူကြီးမပီတာသေးခွေးတို့ပေါက်ကပဲလာတက်တဲ့အဆင်မရှိသေးတဲ့အဲကြောင့်အခုမင်းအောင်လိုင်းတဲတဲ့ဟိုတယ်နဲ့မင်းအောင်လိုင်းနဲ့တန်လားလို့မေးကြည့်တာတန်လားလို့မေးကြည့်တာ မယောင်လိုက်အခုကြောက်ပြားမြင့်ဘေးနားမှာရှိနေတဲ့ဟိုတယ်မှာမယောင်လိုက်တဲတဲ့အဲ့ဒီဟိုတယ်နဲ့မယောင်လိုက်တလာလို့မေးကြည့်တာကိုအစင်ကိုသည်အခုထိုင်းနိုင်ငံမှာရှိနေတဲ့လူကြီးတွေမင်းအောင်လိုင်ထံအများကြီးတားတယ်အင်္ဂလိပ်စကားလည်းပြောတတ်တယ်အပီပီဆိုင်ရာလူတွေနဲ့လည်းသတင်းစာရှင်းလင်းပွဲလုပ်တတ်တယ်မင်းအောင်လိုင်လိုကောက်အင်းကြီးမဝေဘူးမင်းအောင်လိုင်လိုအဝိစာမဝေဘူးသဘောပေါက်လားသဘောပေါက်လား အခုဒီမှာသူတို့ငလင်းတန်းခံစားနေရတဲ့အတွက်ကြောင့်ရိုးရိုးပဲအဝတ်စားဝတ်တဲ့အတူတူပဲအားလုံးငလင်းတန်းခံစားနေရတဲ့ပြည်သူလူထုဘေးနားမှာသွားနေတဲ့အချိန်ပြည့်နေတဲ့နေပူလဲနေတဲ့မိုးရွာလဲနေတဲ့နော်နေပေးပြီးတော့မှထိုင်းနိုင်ငံမှာရှိနေတဲ့ဘန်ကောက်မြို့တော်ဝင်းကိုတိုင်းအလုသမားအဝတ်ပဲဝတ်တယ်မင်းတို့မယုံရင်လာကြည့်မင်းအွန်လိုင်းကိုခွေးတို့ဘောက်ကနေလူရောင်းဝိုင်းသွင်းနေကြတဲ့ကောင်တွေမင်းတို့လာကြည့်မင်းတို့လာကြည့် မင်းအွန်လိုင်းကိုအခုထိုင်းနိုင်ငံမှာရှိနေတဲ့ဖိုးလန်မောင်ဝိဆောင်ငါဝက်ခိုင်းမယ်မင်းအွန်လိုင်းဝေရတဲ့တတိရှိလားမေးခွန်းတစ်ခါပဲထုတ်မယ်နော်တစ်ခါတည်းထုတ်မယ်ထိုင်းနိုင်ငံမှာရှိနေတဲ့စောက်လို့ရေးအလုံသမားတွေရဲ့ဝိဆောင်တစ်ခုခုကိုမင်းအွန်လိုင်းရဲ့ခန္ဓာကိုယ်ကပါဝက်ခိုင်းပြီးတော့မှလေရင်စင်းခိုင်းမယ်ကွယ်မင်းတို့မင်းတို့လက်ခံမလားလက်ခံမလားလို့ဟွန်း မင်းအောင်လိုက်ဝစ်ထားတဲ့ကောအင်ကြီးနဲ့မင်းအောင်လိုက်နဲ့တန်းလားမင်းအောင်လိုက်စီးတဲ့နဲ့ဘုတ်ဖနှံနဲ့မင်းအောင်လိုက်တန်းလားလားဟမ်မင်းအောင်လိုက်တဲတဲ့ဟိုတယ်နဲ့မတန်းလားမင်းတို့ပြန်မေးမှပြန်မေးမှပြန်မေးမှပညာတတ်ဆိုတာဘာလဲပညာရှိဆိုတာဘာလဲပြည်သူလူထုကိုအကျိုးမပြုရင်အလကားပဲအခြေခံပြည်သူလူထုရဲ့ဘဝတွေကိုအကျိုးမပြုရင်အလကားပဲဘွဲတွေဒီဂရီတွေ PhD တွေဒေါက်တာဘွဲတွေယူတဲ့ပြည်သူလူထုကို အကျိုးမပြုရင်အလကားပဲအတုံးမဝင်မှုအခုထိုင်းနိုင်ငံမှာရှိနေတဲ့မြို့တော်ဝင်ထိုင်းမြို့တော်ဝင်သူကိုယ်တိုင်အလုသမားဝိစုံဝေးပြီးတော့မှဟိုမှာရှိတယ်ငါတို့နဲ့အတူတူ၄ရက်အဲဆိုအခုဆိုလို့ရှိရင်တော့9ရက်လောက်ရှိပြီအတူတူနေတယ်အတူတူစားတယ်မင်းတို့လည်းလာစားရော့ငါတို့လည်းဒီကော်ဖီပဲတောက်တယ် ဒီအစားစားပဲတောက်တယ်ပြီးရင်ဒီငလင်းတန်းခန်းစားနေရတဲ့ပြည်သူလူထုခန်းစားနေရတဲ့တဲ့ဒီအစားစားတွေသူတို့အတူတူစားတယ်အတူတူအိတ်တယ်အတူတူနာအနားယူတယ်အဲ့လိုမျိုးမရောလာအခုထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေပြောင်းအလုသမားတွေစီကနေပြီးတော့မှဖိုးလက်မဝတ်ဆောင်ဝတ်ပြီးတော့မှဒီအစည်းအဝေးငါတက်ခိုင်းမယ်မရောလာတက်မလားမတက်ရမ်းလို့ရှိရင်မင်းတို့ထိုင်းနိုင်ငံမှာရှိနေတဲ့ရွှေပြောင်းအလုသမားတွေစီကနေ25ရာခိုင်နှုန်းမကောင်းနဲ့လေမကောင်းနဲ့လေ မင်းတို့အကြမ်းမဆစ်ကောင်းစီမြောက်လန့်ဘလို့စောက်ဆင်းဆိုရင်မင်းတို့ထွက်လာပြီလဲဆိုလို့ရှိရင် CI CI လောက်တော့မယ်ဆိုမင်းတို့ထွက်လာပြီဘတ်တီစီကနေအခွန်ကောက်တော့မယ်ဆိုမင်းတို့ထွက်လာပြီဝေါ်ပါမိတ်တွေလောက်တော့မယ်ဆိုလို့ရှိရင်တော့မင်းတို့ထွက်လာပြီဟမ်ထိုင်အောင်ရှင်မြန်မာတွေစီကလေပြီးလို့ရှိရင်မင်းတို့တွေတရားစောက်ဆင်းမရှိမင်းတို့ပြောသေးတယ်ဂျုံလောက်တယ်ဂျုံလောက်တယ်ဆိုမင်းတို့ပြောသေးတယ်ပြီးလို့ချင်းမင်းတို့ထိုင်နေကမှရှိနေတဲ့ရွှေပြောင်းအလုသမားတွေစီကနေမင်းတို့တွေဒီပတ်စံတွေကိုအခွန်နေလာလာဖားတယ်အခွန်နေလာလာကောက်တယ် ဒါအမှန်တရားပဲအဲ့တော့မင်းအောင်လိုက်ကိုဒီအခုဘင်းစတန်အစီအွေပွဲနဲ့ပတ်သက်ပြီးတော့မှထိုင်းအောင်ရှေ့ပြောင်းအလုပ်သမားတွေနဲ့ပတ်သက်တဲ့အဝေးအစားတွေကိုဝေခိုင်းပြီးတော့မှတက်ခိုင်းမယ်မဝေးလို့ရှင်မထိုင်းအောင်ရှေ့မြန်မာလေးစီက25000ခန်းတော့မယူနဲ့ကွာဟုတ်တော့ဗလားမဝေးရဲလို့ရှင်မယူနဲ့အခုထိုင်းနိုင်ငံမှာရှိနေတဲ့တကယ်လူကြီးတွေတောင်မှသူတို့နိုင်ငံသားတွေနဲ့အတူနေတာ မင်းတို့လာလေးလာငါအမှန်တရားဒဲချပြတာမင်းအောင်လိုက်လဲအခုဘန်ကောက်မှာရှိတယ်ဘန်ကောက်မှာရှိတယ်ဒါပေမဲ့မင်းအောင်လိုက်ရအခုအခုသူလာတဲ့ပုံစံကြည့်ကြည့်လိုက်မင်းတို့ကြည့်ကြည့်လိုက် international လမ်းကြောင်းနေသူမလာရဘူးစူဝနဖုန်လမ်းကြောင်းနေသူမလာရဘူးထိုင်းနိုင်ငံမှာလေစိတ်နှစ်ခုရှိတယ်အပြည်ပြည်ဆိုင်ရာ international လေစိတ်အကြီးကနေသူမလာရဘူးဘာဖြစ်လို့မလာရလဲ international လေစိတ်လမ်းကြောင်းနေလာလို့ရှိရင်သူ့ကြက်ဥပုပ်တွေနဲ့ဝိုင်းပေါက်ကြမယ်လေ နော်ခရမ်းချီတီနဲ့ဝမ်းပေါက်မယ်ကြက်ဥပုပ်တွေနဲ့ဝမ်းပေါက်ကြမယ်နော်မရောက်လိုက်မရောက်လိုက်ဟိုဟာမဘာလဲသူစဲကံမယ်ဗျာမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားဒီစဲမှာမဟုတ်အပီပီဆိုင်ရာ international ကတော့ဝိုင်းစဲမှာသူတို့အရန်ကြောက်တဲ့အတွက်ကြောင့်သူတို့စကားဆာရဲ့လေရင်သူတို့ကိုယ်တိုင်မောင်းပြီးတော့မှဒီဘက်မှာရှိနေတဲ့ဒေါမုံလေလေလင်ကွင်းသူတို့လာဆိုင်တယ်အဲ့ဒီကနေသူလာတယ်ပြောရမယ်ဆိုတော့တခိုးလမ်းကြောင်းအနေလာတယ်ခိုးကြောင့်ခိုးဘက်လမ်းကြောင်းအနေလာတယ်ဒါမှန်တာနော် မှန်တာနော်မင်းအောင်လိုက်ရဲ့အရေးချုံနော်အဲ့တော့မှတ်တာအဲ့တော့မင်းတို့အကြမ်းမစစ်ကောင်စီမင်းအောင်လိုက်ရဲ့အရေးချင်းကဒါပဲမင်းတို့မီဒီယာတွေတက်လာတော့မင်းတို့စကားစားတွေဘောမတွေရက်ွက်တွေထဲကနေကြိုက်တယ်လို့ညွန်းတယ်လို့မင်းရေးဖို့အတွက်မစင်စားနဲ့ရှင်းရှင်းမင်းပြောပြတာမစင်စားနဲ့နော်အခုမင်းအောင်လိုက်တဲတဲ့ဟိုတယ်နဲ့မင်းအောင်လိုက်နဲ့တန်လာလို့ပဲငါတို့ကမေးကြည့်အောင်မယ်နော်တန်လား ဟမ်အဲ့တော့မင်းတို့စကားစပါကလူတွေကဘာအရေးကြီးမှမရှိတဲ့လူတယောက်ကိုနော်လေးနေလုံးလုံးစိတ်မြေလက်ပြလူထိုင်တက်ပြနေတဲ့လူတယောက်ကိုမင်းတို့တွေဒီလူရသွင်းထားတာဒီရှက်ဖို့ကောင်းတယ်နော်ရှက်ဖို့ကောင်းတယ်အခုတက်တဲ့အစည်းအဝေးပွဲနဲ့မရောက်နိုင်တဲ့တန်လာအဲ့ဒါပဲငါမေးရုံးမယ်နော်အခုအခုတက်တဲ့ဒီစီဝါရေးထိပ်သီးအစည်းအဝေးပွဲနဲ့မရောက်နိုင်တဲ့တန်လာတူလာတန်လာအဲ့ဒါပဲငါမေးရုံးမယ်သဘောပေါက်လားမသိဘူးတူလာတန်လာအရေးချင်းရှိလား ဟမ်အခုအဲ့ဒီဟိုတယ်နဲ့မင်းအောင်လိုက်တူတာတန်းလားအဲ့ဒီဟိုတယ်မှာကျွေးတဲ့မနက် breakfast နဲ့မင်းအောင်လိုက်တန်းလားအဲ့ဒီ international international ဒီ buffet အစားအစာတွေနဲ့မင်းအောင်လိုက်တန်းသလားဟမ်အခုမင်းအောင်လိုက်အဲ့တဲ့ဟိုတယ်မှာအဲ့ဒီဆောင်းနေခေါင်းအုံးနေချင်းအောင်နေနဲ့မင်းအောင်လိုက်တန်းသလားတူသလားတန်းသလားဟမ်သူများနိုင်ငံမှာရှိနေတဲ့ဝင်ကြီးတွေမြို့တော်ဝင်တွေအားလုံးအားလုံးငလင်တန်ခံစားနေရတဲ့လူတွေနဲ့တဲတွေနဲ့သွားနေအိတ်ကြတယ်သွားနေကြတယ် မေအောင်လိုင်ကတော့မြန်မာနိုင်ငံမှာဟာလားဒီလောက်တိငလင်းမြန်မာနိုင်ငံငလင်းကထိုင်းနိုင်ငံတောင်ဆိုးသေးတယ်။သူကတော့ဒီဒီဒီထိုင်းနိုင်ငံဘာကောက်မှာလာပြီးအစင်းမြတ်ဟိုတယ်မှာလာပြီးနှက်ပြီးတော့မှမဲအစည်းအဝေးလာတက်တယ်ဆိုတော့ကိုဆောက်စင်ကိုတိလေကိုဆောက်စင်ကိုတိလေဟင်မြန်မာနိုင်ငံမှာဟာလားငလင်းငလင်းထန်ကြောင်အသေးစင်းနေအများကြီးပဲအချိန်နဲ့တပြေးညီမဖော်ထုတ်နိုင်တဲ့ကိစ္စတွေအများကြီးရှိတယ် ဲ့တော့ပြည်သူလူထုနဲ့အတူတူမနေမနေဘဲနဲ့ဟာလာအစီဝါရေးဘစ်စတက်အစီဝေးခေါင်းစဉ်တိုက်ပြီးတော့မှထိုင်းနိုင်ငံမှာရှိနေတဲ့ဟိုတယ်မှာလာနှက်တယ်ဆိုတော့ဘာဆောက်စင်လဲဘာဆောက်စင်လဲဟမ်ဘာဆောက်စင်လဲ international wave အစားစားတွေလာစားဟမ်ပြီးလို့ရှိရင်အမလေးညာဆိုလို့ရှိရင်အမလေးဒန်းစင်းတွေကြည့်ဟမ်ဘာဆောက်စင်လဲလို့ဘာဆောက်စင်လဲ တန်လာလို့ဟမ်ဘာပူလောင်နေလိုက်တာလားဘာပူလောင်နေလိုက်တာမင်းတို့လုံးရတဲ့တန်တန်လာလို့ပဲမင်းတို့ပြန်ပြန်ပြီးဆုံးမြတ်ရခြာခိုင်းတာမပြီးမင်းတို့စကားစပါးကကောက်ရီယာ စောက်စင်းစောက်စင်းဆိုတာအရန်ပြောလို့လို့ငါတို့ကပြန်မေးလိုက်တာတန်းလားဖန်အောင်ရှင်မိမာနေအခုမင်းအောင်လိုင်းတဲတဲ့ဟိုတယ်ထက်ကိုအစအစပေါင်း၁၀စသားတဲ့ဟိုတယ်တဲနိုင်နေငါခေါင်းခေါက်လိုက်ပဲပဖဲရပြလိုက်ပဲဒါလားအခုမင်းအောင်လိုင်းတဲတဲ့ဟိုတယ်ထက်ထိုင်ရောက်ရှင်မိပါတယ်အများကြီးတဲနိုင်တယ်သဘောပေါက်လားဘာဖြစ်လို့လဲထိုင်းနိုင်ငံမှာရှိနေတဲ့လုံအားခနဲ့သူတို့တဲတတ်တယ်သဘောပေါက်လားဒါပေမဲ့မတဲဘူးမင်းအောင်လိုင်းလုံးမတဲဘူး ထိုင်အောင်ရှင်မြန်မာတွေကသူတို့ရရှိတဲ့လာကားတွေကနေပါပါတခက်ဒေါ်လာရဲ့နေမြေတွေသူတို့ရဲ့မြို့ပြတွေမှာရှိနေတဲ့နေမြေတွေမှာရှိနေတဲ့နေရာတွေနေရာတွေအတီးတီးကိုသူတို့တွေဒီဒေါ်လာရင်းပါကာလာမှာလည်းထောက်ပတ်နေကိုဗစ်ကာလာမှာလည်းထောက်ပတ်နေအခုလိုငလင်ကာလာမှာလည်းထောက်ပတ်နေထိုင်အောင်ရှင်မြန်မာတွေရဲ့အကျစ်စာရိတ္တအဲ့လိုရှိတဲ့မင်းအောင်လိုက်တဲ့အများကြီးတာတယ်မတဲဘူး ဒီလောက်ဒီငလင်တန်းနေခန်းစားနေရပါတယ်ဆိုတော့မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဟာတွေဟိုဟာတွေလွာကြတရားလေးလွာကြမြန်မာနိုင်ငံထွက်တဲ့တယင်ဇာတာတွေနဲ့မင်းတို့အချက်မဲ့စစ်ကောင်စီနဲ့ဘာဆိုင်လို့လဲဟင်အောက်တန်းသားတွေနိုင်ငံရေးအမြတ်ထုတ်တဲ့ကောင်တွေနော် အခု line မလွတ်တော့လားအခုလွတ်နေတယ်လေမရောက်လိုက်တိုင်းထိုင်တဲ့ကဘာကောက်ကိုရောက်တဲ့အခြေအနေတွေပြောပြနေတယ်လေမရောက်လိုက်ထိုင်တဲ့ကဘာကောက်ကိုလာတဲ့အခါမှာဘဲအဘဲအပေါက်ကနေလာတယ်ဆိုတဲ့အကြောင်းပြောပြတယ်လေမရောက်လိုက်ကိုသွားကြည့်တဲ့အလုတ်တပိုင်းရဝီကြီးဌာနကလာပြီးသွားပြီငလင်ဌာနကိုလာပြီးသွားပြီလာတွေ့တယ်ဘလို့မျက်နှာနဲ့လာလဲဆိုတော့ ဲ့ဒါကိုယ်စိတ်ကိုယ်သီးလို့မယောင်လိုက်ကိုပြောပြတာပေါ့နော်ခွေးတို့ပေါက်ကနေလာတယ်ကွယ်ထိုင်းတဲ့ကဘာကောက်ကိုခွေးတို့ပေါက်ကနေလာတယ်ကွယ်ဟဲ့နော်အဲ့ဒါကိုပြောပြတာမဟုတ်သူတို့သူတို့မြောင်းမြစ်မှာရောက်ကွက်ကဇော့အထင်ကြီးပြီးတော့ပြောနေတဲ့အရာတွေရှိလို့ပါပြောနေတဲ့အရာတွေရှိလို့ထားပြီးတော့မှပြောပြပေးတာဒူလာတန်လာလို့အဲအဲ့ဒါကြောင့်ပြောတာ သူတဲနေတဲ့ဟိုတယ်နဲ့သူ့ရဲ့အရေးချင်းနဲ့မှီလားလို့နော်သူစိတ်ဓာတ်နဲ့သူ့အရေးချင်းနဲ့သူအခုမရောက်လာအခုတဲတဲ့ဟိုတယ်မှာ international အစားအစာတွေစားရမယ် international dinner တွေတက်ရမယ်နော်အစားအစာတွေစားရမယ်လူကြီးတွေကခွဲအဲကြည့်ပါအောင်ဒီလိုမေးမယ်လေမြန်မာပြည်မှာတလောက်တိလူတွေကငလင်တန်းနေခံစားရတယ်သေကြတယ်ပြေကြတယ်အလောင်းတွေကြောက်ကြတယ်ပြည်တွေးစစ်ဖြစ်တယ် ီကောင်ကထိုင်းနိုင်ငံမှာလာပြီးတော့မှကြီးပါအောင်အပီပီဆိုင်ရာအပီပီဆိုင်ရာ international ဒီ wufe တွေလာဖားတယ်အစည်းအဝေးပွဲမှာလည်းရောင်း60လာလုပ်တယ်ပြီးလို့ရှိရင်မင်းအောင်လိုင်းကကိုအင်းကြီးတကားကားကြီးနဲ့ဟမ်ထိုင်းနိုင်ငံမှာရှိနေတဲ့လူကြီးတွေကိုအင်းကြီးတကားကားကြီးနဲ့ဘယ်သူမှမနေခိုင်းဘူးဒီအခုအခုလောလောဆယ်လောလောဆယ်ကာလပါဘယ်သူမှအဲ့လိုမျိုးမနေဘူးအကောလောအလုံသမားဝိဆောင်ကြီးပဲအလုံသမားဝိဆောင်ကြီးပဲ သူတို့ကိုယ်တိုင်သူတို့မိစ္ဆာမကျွန်တော်တို့ကဘန်ကောက်မြို့တော်ဝင်နေပါဆိုတာသိရလားအဲ့ဒါမပြောနဲ့ထိုင်းနိုင်ငံမှာတကယ်ဆယ်လီကြီးတွေတောင်မှဒီအဒီငလင်တန်ခန်းစားနေရတဲ့လူတွေကိုသွားတွေ့လို့ရှိရင်အဲ့ဒီမှာရှိနေတဲ့လူတွေကမိမမင်းဘလောက်ပဲဆယ်လီပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ထိုင်ကုန်နေမပေးဘူးဒီတိုင်းမဲ့ကိုယ့်ကိုကိုကိုယ့်ကိုဒီတိုင်းမဲ့လမ်းပြီးမှထိုင်လဲထိုင်ရတာပဲသူတို့ကသူတို့အဲ့လိုလောရတာဘယ်သူမှနေရာမပေးဘူးမင်းကဘာကောင်ငါဘာကောင်ဒီမှာလာမလို့တော့မလို့ဘူး ပြည်သူမျက်နှာကြည့်ပြမအဲ့မှာအကုန်လုံးဟိုကလောက်ခိုင်းတာဒါပြောပြတာတော့ဒူဘူးလို့ဒါကျွန်တော်တို့ကတော့ပြောပြတယ်အဲ့တော့ဟိုစောစောဆိုးစကားစခတာတဲ့တာပတ်ဘူးစောစောဆိုးနော်ပရမနိဒီကလေးလောက်တော့ကမောချစ်ချီချီပေါ်အရှိရကလေးလောက်တော့ကပြောပြပဲ သူကကလေးလောက်တဲ့အခါကျတော့သူကဘာပြောလဲဆိုတဲ့အခါကျတော့ပထမနေ့ကကားချက်လို့တဲ့ဒုတိယနေ့ကျတော့သူဘာမှမသိရဘူးတဲ့နော်ငလေးလောက်တဲ့နေရာမှာမြန်မာစန္ဒာလည်းသူတို့မလောက်ထားဘူးမြန်မာစန္ဒာမလောက်ထားဘူးသူတို့တွေအောက်တန်းသားတွေဒီကောင်းနေဒါအမှန်တရားပြောပြတာနော်အောက်တန်းသားတွေထိုင်းအစိုးရဘက်ကအကုန်လုတ်ပေးတယ်နော်ထိုင်းအစိုးရဘက်ကတာဝန်ယူမှုတာဝန်ခံမှုအနေနဲ့သူတို့အကုန်လုံးလုတ်ပေးတယ်အကော်လုံးအစအစရစိတ်ကူးသားစေရကစား အတအာမခံအလူမှုပြုလို့ရေးကိစ္စတွေအစားအကောလုံးအားလုံးအားလုံးအစားအစားစေအရာရာအဲ့ဒီတန်ယောင်းအကောင်တွေဒီစကားစခံထားတဲ့အကောင်တွေကဟိုအမှန်တိုင်းပြောမှာဆိုဘာအရေးချင်းမှမရှိဘူးဘာအရေးချင်းမှမရှိဘူးနော်ဘာအရေးချင်းမှမရှိဘူးဘောမှာဖို့ပဲတည်တယ်ဘောဘယ်လိုမှရမလဲဘယ်လိုအနေထားမှရမလဲဒါပဲတည်တယ် နော်ပြီးတော့အခုပေါ့ဘာအရေးချင်းမှမရှိတဲ့ဟာတွေဘယ်ဘာအရေးချင်းမှမရှိတဲ့အသူတွေအကုစစ်ကိုတိကြအဲ့တော့အဲ့တော့ဘယ်ဘယ်ရောက်လာရတန်လားတူလားဆိုတော့ကိုယ့်ကိုပြပေး အကုန်လုံးမျက်နှာမျက်နှာဖောက်တော့ကွာတာပဲเนาะကျေးဇူးတင်ပါတယ်ဒါတော့ပါပဲ